င်္ဂလာပါမစ္စတာဘူကီပါမဆုံနာကြပြီဒီညကျွန်တော်အကြိုက်၅ခွက်ရွေးချယ်ပေးမှာဖြစ်ပါတယ်၅ခွက် Telegram မှာကျွန်တော်တောက်လျှောက်နိုင်နေတယ် VIP tip တောက်လျှောက်နိုင်နေပြီးတော့ Telegram လက်ဆောင်တောက်လျှောက်နိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ Telegram join ထားဖို့ဖိတ်ခေါ်ပါတယ်ဒီညကျွန်တော် Telegram ရွေးချယ်မှုတစ်ခွက်တင်ဦးမှာဖြစ်ပါတယ် ဆို Telegram tip ကတောက်လျှောက်နိုင်ပါတယ် Telegram join ထားပါ Okay အဲ့တော့ England Premier League မှာပထမဆုံးကျွန်တော်က Everton နဲ့ Newcastle ပွဲစဉ်ကိုရွေးချယ်ပေးခြင်းပါတယ်ဒီပွဲစဉ်မှာ Everton ကနေပြီးတော့ Everton ကို Newcastle ကနေပြီးတော့ level 15ပြားပေးထားပါတယ်ဆို Everton နဲ့ Newcastle မှာ နျူကာဆယ်အနေနဲ့ဇယားအောက်ဆုံးမှာရောက်နေအေအေဗာတန်ထပ်ပို့ပြီးတော့အဆင့်နှစ်ဆင့်နေနေပေါ့နော်ဆိုတော့နျူကာဆယ်ကဒီပွဲမှာ level 15ပြပေးထားတယ်လက်ရှိမှာနျူကာဆယ်ရဲ့အဝေးကွင်းဖောင်ကတော်တော်ဆိုးပါတယ်ဒီရဒီမှာအလုံးပေါင်းနျူကာဆယ်ကပြိုင်ပွဲစုံအလုံးပေါင်း၈ပွဲကံပြီးသွားပြီအဲ့ဒီမှာတပွဲပဲနိုင် ပြီးတော့၅ပွဲရှုံး၃ပွဲတည်ကြထားတယ်အဲ့နိုင်တဲ့တပွဲကလည်း ဒီ UCL မှာ Belgian Club Union Saint Gallens ကိုသွားနိုင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ England Premier League မှာ Newcastle အနေနဲ့နိုင်ပွဲအဝေးကွင်းနိုင်ပွဲမရှိသေးဘူး။အဲ့ဒါအပြင်ဟိုနောက်ဆုံးပြိုင်ပွဲဆုံးမှာ Newcastle ဒီအဝေးကွင်း၄ပွဲစတိုက်ဘောရှုံချီရှုံရှုံထားပါတယ်။ဒါကြောင့်မလို့ Newcastle အနေနဲ့ဒီညမှာ လက်ရှိရလက်ကောင်းနေတဲ့ Everton ကိုအဝေးကွင်းကနေ level 15ပြားထပ်ပြီးတော့ပေးလာတာကထိုးသားအနေနဲ့ဒီညမှာ Newcastle ကိုဘက်ကံဖို့အတွက်အခွင့်အရေးတစ်ခုဘူကီအနေနဲ့ဟပေးထားတယ်လို့ကျွန်တော်ကမြင်တယ်အကယ်၍ Newcastle အနေနဲ့နောက်ဆုံးအနည်းဆုံးပွဲစဉ်မှာမန် မာဆေးကိုဂျာယက်မှာချန်ပီယံလိမှာအဝေးကွင်းသွားပြီးတော့ရှုံးထားတဲ့အနေထားလည်းဖြစ်နေရတာနဲ့ဒီညမှာနယူကာဆယ်ကတရီလောက်ဒဲလောက်ပဲပြီးလို့ရတဲ့အနေထားမှာဘာကြောင့်အဝေးကွင်းရနေပြီးတော့ခြေကောင်ထက်တင်ရတာလဲဆိုတာမိကွန်းထုတ်เสียဖြစ်တယ်ဒီပွဲမှာတခုရှိတာကနယူကာဆယ်ကနောက်ဆုံးပြိုင်ပွဲဆုံးအဝေးကွင်း လေးပွဲစတိုက်ရှုံထားပြီမဲ့အဲ့လေးပွဲစလုံးမှာဘောရောကြေရောရှုံထားပြီမဲ့အဲ့လေးပွဲစလုံးမှာ तू ကပဲကြေကောင်းထုတ်ပေးခဲ့တာဗျာ Brighton ကိုကြေကောင်းထုတ်တယ်ရှုံတယ် Watson ကိုတလုံးသွင်းပြား90နိုင်လောက်ကိုကြေကောင်းထုတ်ခဲ့ပြီမဲ့ရှုံတယ် Brentford level 20ထုတ်တယ်ရှုံတယ် Marseille ကို level 15ပြားထုတ်တယ်ရှုံတယ် ဒီညအေဗာတန်ကိုထပ်ပြီးတော့ level 15ပြထုတ်ပေးထားတယ်ဒီညမှာကျွန်တော်ကတော့နျူကာဆယ်မရှုံးလောက်တော့ဘူးလို့မြင်တယ်မှန်တယ်အနေထားအရကြည့်မယ်ဆိုရင်ဒီညအေဗာတန်တိတ်ကြိုက်တိတ်ကြိုက်ချင်စရာကောင်းတယ်လောလောလတ်လတ်မှာမန်ယူနိုင်ထားတယ်နော်အေးပြီးတော့ရလက်ကောင်းနေတဲ့အနေထားရှိတယ်ဒီလိုအနေထားမျိုးမှာနျူကာဆယ်ကအဝေးကွင်းမှာဂျားရက် UCL လဲတွားပြီးတော့ဝေးကွင်းမာဆေးကွင်းမှာရုံးကန်ထားရသည်အဲ့ဒါကိုထပ်ပြီးတော့ level 15ပြတ်ကောင်းထုတ်တယ်ဆိုတော့ Everton တည်နေအနိုင်ဆိုပြီးတော့ Everton ကို ထိုးသားကရွေးမဲ့မြည်တိထိုးသားမဆို Everton မဲ့ရွေးရွေးသွားချက်မှာဗျာဒီညလွယ်လွယ်ပဲဆိုတော့ကျွန်တော်ဒီညမှာ Newcastle body ကြိုက်ပါတယ်ဒါက Rick Stock ကြီးတယ်ဒါပေမဲ့ long ဘောလုံးပွဲ ရွေးတဲ့နေရာမှာကျွန်တော်တို့ကအဲ့ risk အကြီးဆုံးဆိုတဲ့နေရာမျိုးတွေကိုတစ်ခါလေကြာရင်ကျွန်တော်တို့ကမျက်စိဆုံးမိပြီးယူရတာမျိုးရှိပါတယ်ဆိုတော့နှစ်တင်းရဲ့လူအင်အားဖြင့်ကြည့်မယ်ဆိုရင်နျူကာဆယ်ကတာတယ်ပြဿနာကနျူကာဆယ်အဝေးကွင်းမှာပြဿနာတက်နေတာဆိုတော့ဒါကြောင့်မလို့ဒီနီးပြလည်းအနျူကာဆယ်အဝေးကွင်းပြဿနာကိုမရှင်းနိုင်ရင်ဒီနီးပြထုတ်ခံမှုများတယ် ဲ့လိုမျိုးဆိုတော့ဒီညတော့ကျွန်တော်ကနျူကာဆယ်ရဲ့ထူသားအနေနဲ့ထူသားကိုဟပေးထားတယ်ဘူကီကြေးဖွင့်လင့်သူတွေကဟပေးထားတဲ့အနေထားမှာကျွန်တော်တို့နျူကာဆယ်ဘော်ဒီကိုယူချင်ပါတယ်နောက်တစ်ပွဲကတော့ဆန်ဒါလန်နဲ့ဘုံမောက်ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲမှာတော့ကျွန်တော်ကရှင်းရှင်းလေးပါဒီပွဲတော့ကျွန်တော်ကိုးပေါင်းအပေါ်ကြိုက်ပါတယ်ဒီပွဲမှာကိုးပေါင်း အပေါ်ကြိုက်ပါတယ်နော်နောက်ပြီးတော့ Brandford နဲ့ Burnley Brandford နဲ့ Burnley မှာ Brandford ကနေပြီးတော့တလုံးလက်ရှိမှာ25ပြရှုံးပေးထား Brandford အိမ်ကွင်းကတော်တော်ကောင်းတာပါအိမ်ကွင်းတော်တော်ကောင်းတာပါအဲ့လိုအနေအထားမျိုးမှာ ဘန်လီကိုပြီးထားတဲ့ဇီးကွက်အရာဆိုရင်ဒီပွဲကတော့ကျွန်တော်ကရွေးချယ်မှုမလုပ်ပါဘူးဒီပွဲမှာကျွန်တော်ဒါပေမဲ့ဒီပွဲကိုကျွန်တော်ကထိုးသားကိုတတိပေးကျင်တာဒီပွဲမှာဘရန်ဖို့ကိုလူကြိုက်များပါလိမ့်မယ်ဆိုတော့တတိထားပါဒီညမှာလူကြိုက် အများဆုံး ထိုးကွက်ကဘရန်ဖို့ဖြစ်ပါလိမ့်မယ်အမပေးစရာအနေထားမှာ၅ဆင့်လောက်ပဲကွာတယ်ဒါပေမဲ့ဘရန်ဖို့ရဲ့အိမ်ကွင်းရလက်ကောင်းမှုအိမ်ကွင်းကြေးအောင်မြင်မှု လေကြောင်းမလို့အင်ကွင်းမှာဗျ Aston Villa နိုင် Aston Villa ကိုနိုင်နေနော် Liverpool ကိုနိုင်နေ Man U နိုင်ထားတယ် Chelsea ကိုတည်ရီကစားထားတယ်ဆိုတော့တိတ်ကူကောင်းနေ Man City တသိန်းကိုပဲဒါတော့ကြီးမရှုံးတော့0-1ဆိုတော့ကြီးပြန်ခွာသွားတယ်တုံးတည်ပေါက်တာဆိုတော့ဆိုတော့ Brentford ကဒီရဒီအင်ကွင်းမှာအလုံးမ9ပွဲကစားထားတယ် 6ပွဲကြီးအောင်ပြီးတော့2ပွဲကြီးပြန်ခွာထားတယ်အဲ့လိုအနေထားမျိုးမှာ Brentford က Burnley ကိုတလုံး25ပြားရှုံးဆိုတာထိုးသားတိတ်မတ်ဖို့တိတ်မတ်ချင်စရာကြီးဒါကြောင့်မို့ဒီပွဲကျွန်တော်တတိထားဖို့အကြံပေးခြင်း ਨੇ Brentford တမားတွေ Burnley ကိုကျွန်တော်ကပပကြိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီပွဲမှာတော့ကျွန်တော်မယွေးပါဘူးเนาะနောက်တစ်ပွဲကတော့ Italy City ကိုသွားမယ် Italy City မှာ Juventus ဒီညအနိုင်သေးကြတယ်ဒါပေမဲ့ကြေးအောင်မအောင်ပဲကျွန်တော်ကြည့်ရမှာပေါ့เนาะ ကျွန်တော်ဂျူဗင်တက်ကြိုက်တယ်ကြီးအောင်မအောင်တော့ကျွန်တော်ရင်းပြီးကြည့်ရမှာပေါ့ဗျာနော်ဂျူဗင်တက်အနေနဲ့ကက်ကလီယာလိုအသင်းမျိုးနှလုံး60နိုင်နှလုံး60နိုင်အင်တာမီလန်အောင်မှကက်ကလီယာရီကိုနှလုံး80နိုင်လောက်ပဲပေးခဲ့တာသူကနှလုံး60နိုင်ပေးထားတယ်ဆိုတော့ကျွန်တော်ဂျူဗင်တက်ပေါ်ကြီးကြိုက်ပါတယ်နောက်တစ်ပွဲကတော့ပါမနဲ့ဥဒီနီစ်နဲ့ဒီပွဲမှာကျွန်တော်က၉ပေါင်းအောက်ကြိုက်ပါတယ် ပါမကဦးဒီနစ်နဲ့ဒဲဝင်ယူမှာကိုပေါင်းစီနှလုံး90ရှုံးဆိုတော့ကျွန်တော်ကိုပေါင်းအောက်ကြိုက်ပါတယ်နော်ပြီးတော့နောက်ဆုံးပွဲကတော့လီဗာကူဆန်နဲ့လီဗာကူဆန်နဲ့ဒေါ့မွန်ပွဲပါဒီပွဲမှာဒဲပေါက်ထားတယ်ဆိုတော့ဒီပွဲမှာတော့ကျွန်တော်ဒေါ့မွန်ပေါ်ကိုကြိုက်ပါတယ်လီဗာကူဆန်ကအမှတ်ပြီးစရမှာလေဒေါ့မွန်အပေါ်မှာရှိနေတယ်ဗျအစင် နှစ်နဲ့3အဲအဆင့်3နဲ့4ပေါ့နော်ဒေါ့လီဗာပူးဆင်က3ဒေါ့မွန်4ပြီးတော့အိမ်ကွင်းမှာလည်းကောင်းရတာနဲ့နောက်ဆုံးအဝေးကွင်းမှာနောက်ဆုံးပွဲစဉ်မှာတော့မှမန်စီးတီးလိုအသင်းမျိုးအဝေးကွင်း0-2တွားကန်လာတာလီဗာပူးဆင်ဘာလို့ကြီးမပြေးရလဲဒီပွဲမှာကျွန်တော်ဒေါ့မွန်ကြိုက်တယ်ဒေါ့မွန်ကြိုက်တာကကြီးအနေထားအရာမဟုတ်တခုတည်းမဟုတ်ပဲကျွန်တော်ဘာကြောင့်လဲဆိုတော့မန်စီးတီးကိုအဝေးကွင်းတွားအနိုင်ကန်ထားတဲ့ဒေါ့လီဗာပူးဆင်က မဟုတ်ဘူးဗျာအဲ့ဒါ ပထမဟိုဇီဟိုဘူကီဇာအရာဆိုလဲဒါမန်စီးတီဘလိုင်းလှုပ်ရှားသွားတာဘလိုင်းလျှော်သွားတာဒုတိယတစ်ချက်က လီဗာကူဆန်ကအဲ့ပွဲမှာအတိအကျယုံထားတာအတိအကျကန်ထားတာဝေးကွင်းမှာသွားပြီဒီညမှာဒေါ်မွန်ပွဲပန်းနေပြီလီဗာကူဆန်ဒီညမှာဒေါ်မွန်ကတတရာပဲအင်ကွဲမှာ4-0နဲ့ဟို UCM မှာ EC ကန်ထားရတဲ့အနေအထားမျိုးဆိုတော့ ဒီဒီညမှာတော့ကျွန်တော်ဒေါမွန်တရင်နဲ့အနိုင်လို့ထင်တယ်ဒါကြောင့်မလို့ဒေါမွန်ပေါ်လီရွေးတယ်ဒီညကျွန်တော်ရဲ့ရွေးချယ်မှု၅ခွက်ပြန်ပြီးပြောပါမယ်နျူကာဆယ်ပေါ်လီပါအေးအင်္ဂလန်ပရီးမီးယားလိမှာကျွန်တော်နျူကာဆယ်ကြိုက်တယ်ဆန်ဒါလန်ကိုပေါင်းအပေါ်ရွေးထားပါတယ်ပြီးရင်ဘရန်ဖို့ဘန်လီကတော့ကျွန်တော်ရွေးချယ်မှုမဟုတ်ပါဘူးတတိပေးရုံပါပဲဘရန်ဖို့တမားတတိထားပါမထိုးပါနဲ့လို့လည်းမပြောပါဘူးဒါပေမဲ့ထိုးမယ်ဆိုရင်တော့ ုံမှန်ဒါမှမဟုတ်ရင် Brentford ကြိုက်တယ်ဆိုရင်တော့တတိထားပြီးစော့ပါ။ Okay အဲ့တော့ England Premier League မှာ ကျွန်တော်ရွေးတာနှစ်ကွက်တယ်။ Sunderland ကိုပေါ် Newcastle ပေါ်ဒီပြီးတော့ဒီဘက် Italy Serie A မှာကျွန်တော်ရွေးတာကနှစ်ကွက် Juventus ပေါ်ဒီရယ် Parma ကိုအောက်ရယ် Bundesliga မှာကျွန်တော်ရွေးတဲ့ကွက်ကတစ်ကွက်သေးပါ။အဲ့ဒါက Dortmund ပေါ်ဒီပါ။ဒီညကျွန်တော်ယူချင်မှု၅ကွက်ဖြစ်ပါတယ်။ ီညကျွန်တော် Telegram channel မှာလက်ဆောင်တပွဲရှိပါမယ်ဆိုတော့ Telegram channel ကိုလာရောက် join ထားဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော် Telegram channel မှာပြန်ဆုံပါပဲ YouTube channel YouTube ကိုမနေ့ပြန်စောစောတင်ပေးပါမယ်နော်အလုံးမဲ့မနေ့ပြန်မှာ YouTube ၄သိန်းပေါင်းလာပါလိမ့်မယ်နော်အလုံးမဲ့ good luck ပါကျွန်တော် Telegram ပြန်ဆုံပါမယ် Telegram ဒီ video ရဲ့အောက်က comments တွေမှာ link ချပေးထားပါတယ်အဲ့ရနေစင်ကျွန်တော် Telegram လာခဲ့ဖို့ဖိတ်ခေါ်ပါတယ် Telegram အကြိုက်ဆုံးတပွဲကျွန်တော်အခုတင်ပါတော့မယ် collab ပါ see you